အမေရိကန်နိုင်ငံနဲ့ကမ္ဘာတဝန်းလုံးမှာငင်းချမ်းရေးအတွက်ခီးရှည်လမ်းလျှောက်ပွဲမှာပောင်ဝင်နေကြတဲ့ဗုဒ္ဓဘာသာယဟန်တော်တွေဟာတက္ကသပြည်နယ်ဒေတန်မြို့အနီးမှာဝတ်တော်ရင်တိုင်မှုကြောင့်ယဟန်တော်နှစ်ပါးတရားရရှိခဲ့ကြောင်းဒေတာတွင်မီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီခီးရှည်လမ်းလျှောက်မှုဟာကမ္ဘာငင်းချမ်းရေးနဲ့လူသားချင်းစာနာထောက်ထားမှုတန်ဖိုးတွေကိုမြင့်တင်ဖို့အတွက်ဆောင်ရွက်နေတာဖြစ်ပြီးနိုင်ငံတကာကဗုဒ္ဓဘာသာယဟန်တော်တွေပောင်ဝင်နေကြတာလည်းဖြစ်ပါတယ်။ ငင်းတန်းကြီးယူရဲ့ဂျန်နယ်ခင်းနေနေတဲ့ဘာသာရေးခေါင်းဆောင်တွေအမေရိကန်ပြည်ထောင်စုရဲ့အဝေးပြေးလမ်းမကြီးပေါ်မှာမတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရတာလေးဖြစ်ပါတယ်။ခြေထောက်မှာပြင်းထန်ဒဏ်ရာတွေရရှိသွားတဲ့ရဟန်းတော်တစ်ပါးကိုဟူစတန်ဆေးရုံကလေကြောင်းနဲ့ပို့ဆောင်ပေးခဲ့ပြီးနောက်ရဟန်းတော်တစ်ပါးကတော့အသက်အနည်းမစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တာဖြစ်တာကြောင့်မြေပြင်လူနာတင်ရင်နဲ့ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ ဗုဒ္ဓဘာသာယဟန်တော်တဆူဟာလွန်ခဲ့တဲ့အောက်တိုဘာလ26ရက်တနင်္ဂနွေနေ့ Fourth World မြို့ How to Wipatana ဗိမာန်စင်တာကနေစတင်ထွက်ခွာလာကြတာပါအဆိုပါယဟန်တော်ရီဟာငင်းချမ်းရင်းနဲ့လူသားချင်းစာနာမှုကိုမြင့်တင်ဖို့ရည်ရွယ်ချက်နဲ့အမေရိကန်တောင်ပိုင်းတက္ကသိုလ်ပြည်နယ်ကနေဝါရှင်တန်ဒီစီမြို့တော်အထိမိုင်2300ခန်းရှိကိုခြေလင်ကြွတ်ချီတော်မူခဲ့ကြတာလည်းဖြစ်ပါတယ်။မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်ချမ်းယဟန်တော်ရီဟာမူလအစီအစဉ်တန်ခင်းဆက်လက် တွတ်ချီတော်မူကြပြီးဒေတန်ရဲတပ်ဖွဲ့ကကူညီဆောက်ရှောက်ပေးနေတယ်လို့သိရပါတယ်။